နိုင်ငံတော်အသစ်ကိုသွားမယ်အခုနာလို့ပေါင်းစီပြီးမှဘာလဲငင်းချမ်းရဲ့ရွေးကောက်ပွဲပြီးရင်ဖွံ့ဖြိုးတိုးတက်ရေးကိုပေါင်းစီပြီးမှမဟုတ်လားတင်းကြီးအေးချမ်းနဲ့နိုင်ငံတော်အသစ်ကိုသွားခြင်းပဲကျောက်ဖြူအမတ်ဟောင်းတီထောင်နဲ့ရခိုင်တိုင်းနောက်များပါတီ RNB ကစစ်ကောင်စီစီမှာ နိုင်ငံရေးပါတီအဖြစ်မှောက်ပုံတင်ခွင့်လျှောက်ထား နေပြည်တော်ဇွန်လ26ရက်ကြောက်ဖြူမြို့နယ်ကဖီတူလွတ်တော်အမတ်ဟောင်းဥပရှိန်နဲ့တူတားမတ်ဖြစ်သူကြောက်ဖြူပရာနတီဟိုတယ်ဟိုတယ်ဘရန်တီပိုင်ရှင်ဦးငင်းချမ်းမောင်တို့ဥဆောင်တီထောင်နဲ့ရခိုင်တိုင်းတမ်းမြတ်ပါတီ RNB ကိုနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ပေးဖို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်စီကိုဇွန်လ24ရက်နေ့မှာရှောက်ခါခဲ့တယ်လို့သိရပါဗျ။နိုင်ငံရေးပါတီတွေအနေနဲ့ပါတီတီထောင်ခွင့်ရတဲ့နေ့ကစပြီး ရက်30အတွင်းမှာနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းနီးညွတ်ပတိခွန်နဲ့အညီ UECC မှာတင်ပြကြရတာဖြစ်ပါတယ်။ဒါကြောင့်ဇွန်လ6ရက်နိုင်ငံရေးပါတီတည်ထောင်ခွင့်ရခဲ့တဲ့ဥပရှင်ဦးဆောင်တဲ့ RNP ပါတီဟာအခုလိုမျိုးနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဖို့ထပ်မံလျှောက်ထားတာဖြစ်ပါတယ်။ ဒီပါတီမှာဥပရှင်ကဥဆောင်ပြီးသူတိုင်းမှာစီးပွားရေးလုပ်ငန်းရှင်ငင်းချမ်းမောင်နဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတချို့ရန်ကုန်ရောက်ရခိုင်စီးပွားရေးသမားတချို့ရခိုင်အရက်ပက်အဖွဲ့အစည်းတချို့ကတကြွလှုံရှားသူတချို့ AMP ပါတီဝင်တချို့ပူးပေါင်းပါဝင်ကြပါတယ်လို့အဲ့ဒီပါတီနဲ့နီးစပ်သူတဦးကပြောပါရယ်နိုင်ငံကြီးပါတီအဖြစ်မှတ်ပုံတင်တယ်ဆိုတာကရွေးကောက်ပွဲဝင်ဖို့နောက်တစ်စတင့်ပြင်ဆင်တာလည်းဖြစ်ပါရယ် စစ်ကောင်စီဘက်ကအခုနှစ်ဒီဇင်ဘာမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားပြီးအဲ့ဒီရွေးကောက်ပွဲမှာပါဝင်နိုင်ဖို့ RNB ပါတီဟာဒီရွေးကောက်ပွဲမှာပါဝင်ဖို့စီစဉ်နေတာလည်းဖြစ်ပါတယ်။ဥပရှင်ကအရင်ကရခိုင်မျိုးသားပါတီ ANP ရဲ့ကြောက်ဖြူမျိုးနယ်ပြည်သူ့လွတ်တော်အမတ်အဟောင်းဖြစ်ခဲ့တဲ့အတွက်လက်ရှိစစ်ကောင်စီလက်ထက်မှာရှိနေဆဲဖြစ်တဲ့ကြောက်ဖြူမျိုးနယ်မှာပဲရွေးကောက်ပွဲဝင်ဖို့ခံမှန်းထားပါတယ်။ ရခိုင်ပြည်မှာစစ်ကောင်စီထိန်းချုပ်ဖားတဲ့မြို့နယ်၃ခုပဲကျန်တော့တာဖြစ်ပြီးရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုရင်ဒီဇင်ဘာလအထိဒီမြို့တွေကိုစစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားနိုင်ဖို့လိုပါတယ်။အခုလိုရခိုင်မြစ်တိုင်းတိုက်ပွဲဖျင်းထန်နေချိန်မှာစစ်ကောင်စီရဲ့နိုင်ငံရေးထောက်ပေါ့အဖြစ်စီစဉ်နေတဲ့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့ရခိုင်ပါတီ၅ခုကပင်ဆင်ထားပါတယ်။စီစဉ်ထားတဲ့ရခိုင်ပါတီတွေကတော့ဒေါက်တာအီးမောင်ဦးဆောင်နဲ့ရခိုင်ဦးဆောင်ပါတီ၊နောက်ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ မြို့တိုင်းရင်းသားပါတီမြို့တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ပါတီနဲ့ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ပါတီရခိုင်တိုင်းရင်းသားများပါတီရခနီ nationalities ပါတီတို့ဖြစ်ပါတယ်ဒါပေမဲ့ဒီပါတီတွေဟာဘယ်မြို့ဘယ်နေရာကနေဝင်ရောက်ရှင်ပလိုက်မယ်လို့မကြေညာနိုင်သေးပါဘူးနိုင်ငံတော်အစ်စ်ကိုသွားမယ် ခုနလိုပေါင်းစည်းပြီးမှဘာလဲငင်းချမ်းရဲ့ရွေးကောက်ပွဲပြီးရင်ဖွံ့ဖြိုးတိုးတက်ရေးကိုပေါင်းစည်းပြီးမှမဟုတ်ဘူးလားတင်းကြီးအေးချမ်းတဲ့နိုင်ငံတော်အစ်ကိုသွားခြင်းအဲ့လိုသွားဖို့အတွက်အခုငင်းချမ်းရင်းညာခံကိုရှာတယ်ဆိုတဲ့အခါဒီ foundation ဒီရွေးကောက်ပွဲအတွက်လည်းအကျိုးပြုပါတယ်နိုင်ငံတော်အစ်အတွက်လည်းအကျိုးပြုပါတယ်လက်နက်ကင်ပြည်ပကရှုပ်ငိမ့်ဖို့အတွက်လည်းအကျိုးပြုတယ်အဲ့တော့ရွေးကောက်ပွဲဒီကျွန်တော်တို့သွားကိုသွားအမယ်လမ်းချောင်းအခြေခံဥပဒေပါပေးထားချက်ဖြစ်တယ်ကာကွယ်ဦးစီချုပ်ကလည်းဂျင်းကိုဂျင်းပပေးအမယ် ဒါပေတတ်ချက်ဖြစ်တယ်ဟုတ်ပလားလူလူကလည်းလိုလားတယ်ရွက်ောက်ပွဲအလွန်အစိုးရတရက်ပေါ်ထွန်းမှပဲလက်ရှိအချင်းကြက်ကို reconstruct လုပ်မယ်ဟာဟုတ်လားအခွင့်အရေးတွေရလာမယ်တချို့ sanction လုထားတဲ့ဟာတွေ democratic အစိုးရတရက်ပေါ်လာရင်ခင်ဗျားလုပြန်ပြီးတော့ဟိုကလုပ်မှာပဲတို့နိုင်ငံတကာတန်ခင်းတမန်ခင်းကဏ္ဍကပို့ပြီးတွက်လက်လာမယ်ဘာလို့ဆိုရင်ခုကျွန်တော်တို့တည်တဲ့အတိုင်းက peace forum အဲ့ဒီမတိုင်ခင်က peace talk เนาะဒါလုတ်ကြီးတယ်လေတစ်ခုပြီးတစ်ခုကเนาะတစ်ဆင့်ပြီးတစ်ဆင့်သွားတဲ့သဘောပဲ reforum မျိုးလေးပဲအောက်တိုဘာ15မတိုင်ခင်မှာဖြစ်ဖြစ်ရှိနိုင်တယ်အောက်တိုဘာ15မှာစစ်နှစ်ပြည့် NCA လက်မှတ်ထိုးတဲ့အခမ်းအနားလေးကြီးကြီးမားမားလုပ်မယ်လို့ကြားတယ်အဲ့ဒီအလွန်မှာလေးပဲဒီထက်မကကြီးတဲ့ငင်းချမ်းညင်လာခံတစ်ခုလေးလာနိုင်တယ်အဲ့ဒီဥစ္စာရဲ့ခင်ဗျာခေါင်းစဉ်ကိုကြည့်ပါလားဆောင်ဖို့ကိုကြည့်ရင်ငင်းချမ်းရဲ့ရွေးကောက်ပွဲနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုပေါင်းစုပြီးခါမှာဟုတ်ပလား အေဂျန်တရာနဲ့အနာဂတ်နိုင်ငံတို့တစ်လို့ပြောတာလေနိုင်ငံတို့တစ်ကိုသွားမယ်ဆိုကြတာအခုကတည်းကသူ population ရှာနေတာ SSC ရဲ့မူဖြစ်ဖို့ရခိုင်တို့များတယ်တနည်းအားဖြင့်အနာဂတ်မှာနိုင်ငံတို့တစ်တခုကိုဒီဆော့ဖို့အခုကတည်းကငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့အခြေခံအုတ်မြစ်ကိုရှာတယ်အဲ့ဒီအခြေခံအုတ်မြစ်ကတခါသေးသွားလို့မရဘူးခုနကခင်ဗျားတို့အားလုံးပြောတဲ့ process တစ်ခုပဲ ဲ့တော့ process တခုကိုစလုပ်ပြီးဆိုရင်ဒီအစီအစဉ်လေးတွေကိုလက်ဆင့်ကမ်းလုပ်ရမှာရွက်ကောက်ပွဲအလွန်ဆိုးရဒီထက်မှကကြီးကြီးအောင်ဒီထက်မှကခိုင်မအောင်ထာဝရငြိမ်းချမ်းရေးကိုတွားနိုင်အောင်ဥတီချက်နဲ့တွားနိုင်တယ်အဲ့ဒါကြောင့်အခုတွားတဲ့ဆွေးနွေးကြတဲ့ဥစ္စာများရဲ့ဆွေးနွေးချက်အားလုံးဒီပြက်ပြေသွားမှာမဟုတ်ဘူးလို့သူလည်းပြောတယ်ဒါတွေကိုမှတ်တမ်းထားမယ်အလေးနဲ့ထားမယ်ဒါတွေကတဆင့်ချင်းတွားမယ်အဲ့ဒါကိုကြည့်ချင်းအပြင်ရည်မှန်းချက်ကြီးတယ် ကနဦးနိုင်ငံရေးအားဖြင့်ညင်ကြမှုခြေလှမ်းကိုစလှမ်းနိုင်အောင်ဒီကာလမှာ foundation တခုကိုခံခံမှမှ SSC ရှာတယ်လို့ယူဆတယ်ရွေးကောက်ပွဲကလိုအပ်ချက်တခုဖြစ်တာပေါ့လက်ရှိအချင်းချက်မှာဟုတ်လားဟိုကာကွယ်နဲ့လုံခြုံရေးကောင်စီကအရေးပေါ်ကာလဥပဒေအရကာကွယ်ဦးစီးချုပ်ကိုအာဏာအညှင့်ထားတယ်သူဒီအာဏာကြီးသုံးရက်လုံးကိုကော့ကေးပိုင်ခွင့်ရှိတယ်ဟုတ်လားအချိန်ကဥပဒေအရပဲရွေးကောက်ပွဲကိုလုတ်ဖို့လုတ်ပေးမှာ ရှေ့ကိုသွားလို့ရမယ်ဒါအခြေခံဥပဒေမှာပြဋ္ဌာန်းချက်ဖြစ်တယ်လူလူကအကြက်တီးကြထဲမှာရောက်တယ်စစ်ကြောင်စစ်ဘေးရှောင်ရတယ်ဒီဒုက္ခခံရတယ်အဲ့ဒါလိုပဲငလျင်ဘေးကြောင်အကြက်တီးကိုရောက်တယ်ငြိမ်းချမ်းခြင်းနဲ့ဖွံ့ဖြိုးခြင်းတိုင်ပြည်တည်ငြိမ်အေးချမ်းစေခြင်းဒါလူလူဆန္ဒအဲ့တော့သွားမယ့်လမ်းကြောင်တစ်ခုပဲရှိတယ်စစ်ရေးပြိပခါရှုပ်ငိမ့်ဖို့လိုတယ်အဲ့ဒါလိုပဲရွေးကောက်ပွဲအလွန် elected ဆိုတာတရားနဲ့နိုင်ငံရေးအဖြစ်တဏ္ဍာန်ရေးအဖြစ်ခင်းချင်းဟာလာတိုင်ပြည်အေးချမ်းတည်ငြိမ်တဲ့အနေထားကိုရောက်ကုန်ရောက်ဖြစ်အဲ့တော့ဒီခု foreign ကလည်းဗာပြောထားလေ နိုင်ငံတော်အတွက်ကိုသွားမယ်အခုနောက်လို့ပေါင်းစည်းပြီးမှဘာလဲငင်းချမ်းရေးရွေးကောက်ပွဲပြီးရင်ဖွံ့ဖြိုးတိုးတက်ရေးကိုပေါင်းစည်းပြီးမှမဟုတ်လားတင်းကြီးအေဂျင့်နဲ့နိုင်ငံတော်အတွက်ကိုသွားခြင်းအဲ့လိုသွားဖို့အတွက်အခုငင်းချမ်းရေးညင်လာခံကိုရှာတယ်ဆိုတဲ့အခါဒီ foundation ဒီရွေးကောက်ပွဲအတွက်လည်းအကျိုးပြုပါတယ်နိုင်ငံတော်အတွက်တွေ့လည်းအကျိုးပြုပါတယ်လက်နက်ကိုင်ပြည်ပကရှုပ်ငင်းဖို့တွေ့လည်းအကျိုးပြုတယ်ရွေးကောက်ပွဲဒီကျွန်တော်တို့တွားကိုတွားအမယ်လမ်းချောင်းအခြေခံဥပဒေပါဗေဒချက်ဖြစ်တယ်။ကာကွယ်ရေး ဦးစီးချုပ်ကလည်းဂျင်းကိုဂျင်းပပေးအမယ်ဒါပေးတတ်ချက်ဖြစ်တယ်ဟုတ်ပလားလူလူကလည်းလိုလားတယ်ရွေးကောက်ပွဲအလွန်အစိုးရတရက်ပေါ်ထွန်းမှပဲလက်ရှိအချင်းချက်ကို reconstruct လုပ်မယ်ဟာဟုတ်လားအခွင့်အရေးတွေရလာမယ်တချို့ sanction လုပ်ထားတဲ့ဟာတွေ democratic အစိုးရတရက်ပေါ်လာရင်ခင်ဗျာလုပြန်ပြီးတော့ဟိုကလုပ်မှာပဲတို့နိုင်ငံတကာတန်ခင်းတမန်ခင်းကဏ္ဍကပို့ပြီးတွက်လက်လာမယ်မဟုတ်ပလားအများပါဝင်တဲ့စုပေါင်းညီညွတ်တဲ့အစိုးရတရက်သာဆိုရင်ခုနလိုလာမယ့်9နှစ်တာကာလတွင်းမှာငြိမ်းချမ်းမှုကိုထပ်ပြီးတော့အားမြင့်ပြီးမှပို့ပြီးတော့ ခိုင်ခိုင်မာမာရအောင်ဆက်လုပ်နိုင်တယ်အဲ့ဒါကြောင့်ရုပ်ကပ်ဝေးအရေးကြီးပါ